ဒီနေ့သာသနာတော်နှစ်2562ခုကောဇာတက္ကိ1389ခုနတ်တော်လာပြီကျော်9ရက်2019ခုနှစ်ဇန်နဝါရီ24ရက်တနင်္ဂနွေနေ့ညနေခင်းခါကာလမှာရန်ကုန်တိုင်းဒေသကြီးလေကူးမြို့သစ္စာရွှေစီကျောင်းလိုက်တွင်မှာဆင်းကျင်းပါကြတဲ့ ခொနရတာသတိပဋ္ဌာန်ဘာဝနာမြင့်မြတ်တဲ့တရားလုံငန်းစဉ်ကိုကျင့်ကြံကြိုးကုပ်အထောက်ကြဖို့ရောက်ရှိလာကြတဲ့အလုံးသောတရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုယင်းတို့မိမိတို့အထုတ်နေတဲ့တရားဘာဝနာ လုံငန်းကိုများစွာအထောက်အကူပြုစေမယ်တရားစကားမျိုးပြောပြဖို့လိုအပ်တယ်နာယူကြဖို့လည်းလိုအပ်တယ်ပေါ့နော် ဘာဖြစ်လို့တရားနာယူဖို့တရားစကားပြောပြဖို့လိုအပ်တာတုံးလို့မေးရင်တရားမလို့ဦးဇင်းတို့ရဲ့ဥဒုဇင်းရဲ့စိတ်ဆိုတာအကြီးအသေးတစ်ခုရတဲ့အခါမှာအမြဲတမ်းအဲ့ဒီအကြီးအသေးမှာတီးနေတာမဟုတ်ဘူးเนาะစိတ်ဆိုတာအမြဲတမ်းအတက်အကျရှိတယ်အထူးသဖြင့်ယုံကြည်မှုတတ္တတရားအတက်အကျရှိတယ်စူးစမ်းအထောက်မှုဝရိယအတက်အကျလည်းရှိတယ် တတိတမာရီပညာအတက်အကျရှိပါတယ်။ဒါကြောင့်ယံဖာယခတရားအထဝရအယံအစဉ်ပြေပြီမလို့ယံဖာယခတရားအထဝရအစဉ်မပြေဘူးဆိုတာရှိနော်။အတော့ကိုယ့်ဟာကို နားလည်အောင်ကြိုးစားကြဖို့လိုတယ်ပေါ့။အစဉ်ပြေတဲ့အခါဆိုတဲ့အခါကာလမျိုးမှာဘာကြောင့်အစဉ်ပြေတာကိုရတာတော့ဘာဖြစ်လို့အစဉ်ပြေတာတော့ဆိုတဲ့အကြောင်းတရားလေးတွေကိုတတိနဲ့ရှာတတ်ဖို့လိုတယ်ပေါ့။ အရှင်မပြေဘူးဆိုတဲ့အခါကာလမျိုးမှာလည်းပဲဘာကြောင့်အရှင်မပြေဖြစ်ရတာတုံးဆိုတာလေးကိုကိုယ့်ဟာကိုယ်တတိနဲ့ရှာတတ်ဖို့လိုတယ်အလုံးဟာကိုယ်အကြောင်းတရားနဲ့ကိုယ်သွားနေကြတာဟုတ်ဟုတ်လားတကုမှာအရှင်ပြေတယ်အရှင်မပြေဘူးဆိုတာတွေဟာအကြောင်းရှိတယ်အဲ့ဒါတွေကိုကမ္မထံတရားပြတဲ့ဆရာကတိတိကျကျအကုန်လုံးမေးသိနိုင်မလို့နော်ဒါကြောင့်ကိုယ့်ရဲ့အကြောင်းတရားကိုကိုယ့်ဟာကိုယ်ရှာကြရမှာ စင်ပြေတဲ့အခါလည်းပဲတတိရှိဖို့လိုတယ်အစင်မပြေတဲ့အခါမှာလည်းတတိရှိဖို့လိုတယ်အခုတရားစကားပြောတယ်ဆိုတာကအဲ့လိုအစင်ပြေခြင်းအစင်မပြေခြင်းကိုဖြစ်စေတဲ့တတ္တဝရိယတတိတမာရီပညာလို့ဆိုတယ်ဒီအိန္ဒြေ၅ပါးဖို့၅ပါးရဲ့အတက်အကျကိုစဉ်းစားဆင်ခြင်ပြီတော့အဲ့ဒီတူတော်ောင်းတရားတွေမိမိတတ္တမှာအည်အသွေးတွေမြင့်လာစေဖို့ လာတရားတွေတက်နေဖို့ဝိရိယတရားတွေပြင့်ထန်နေဖို့တရားစကားဆိုတာဟောပေးဖို့လိုအပ်တယ်။နာယူမှတ်သားဖို့လိုအပ်တယ်ပေါ့နော်။ဒါကြောင့်တရားနာတဲ့လုပ်ငန်းကိုတရားဘာဝနာအထောက်ကြတဲ့အခါမှာမဖြစ်မနေလုပ်ကြရတယ်ပေါ့။သို့တော့ဟောဒီလိုတရားအထုတဲ့အခါမျိုးမှာအမြဲတမ်းတရားတွေကခဏခဏနားထောင်နေရတယ်ဆိုရင်လည်းပဲအရင်ကြီးအရှင်မပြေလားဘူး။အထုတဲ့ခြင်းအထုတ် နာတဲ့ချိန်နာသူ့အတူအရှင်ပြေပြီးလိုက်လျောညီတွေဖြစ်ဖို့တော့လိုတယ်ပေါ့နော်ဒါဒီကနေ့တရားအထုတ်ဖို့ရောက်လာကြတဲ့ဒကာမပေါင်းသူတော်ကောင်းတို့ကိုအရင်တော့ပါတရားဟောပြခြင်းလဲဆိုလို့ရှိရင်တယုတ်တနေကေသကရဝကတန်ယုတ်ပါဠိတော်မှာလာရှိတယ်ဝဇိတာဘိက္ခုနီတုတ်တန်နဲ့သေလာဘိက္ခုနီတုတ်တန်ဆိုပြီးတော့ သုတ်တန်တရားဒေသနာနှစ်ပုဒ်ကိုအချင်းချုပ်ပြီးတော့ပြောပါမယ်။ဒီအကြောင်းအရာလေးတွေကတရားဓမ္မကိုနာယူတဲ့အလေးထားများတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်ကြာဘူးနာဝရှိထားကြပြီလားအကြောင်းအရာလေးတွေပါ။သို့တော့ဘယ်တော့မှမယိုးနိုင်တဲ့အကြောင်းအရာလေးတွေလို့ဦးဇင်းတို့ထင်တယ်။ဒါလေးကိုဖတ်ကြည့်လို့ဒီဦးဇင်းတို့လည်းပဲခန့်ငယ်ငယ်တဲ့ကစားဒီအကြောင်းအရာလေးတွေကိုရင်းနှီးခွင့်ရပါလေ။ သို့တော့အခုချိန်မှာဒီအကြောင်းအရာလေးတွေကိုကြည်လိုက်တော့လည်းပဲကိုယ့်ရဲ့စိတ်ထဲမှာတော့တမျိုးတမီအဖြစ်တော့အတိကတော့တိုးတိုးနေတော့မဲ့ဒီအကြောင်းအရာလေးတွေကိုဖတ်တဲ့အခါမှာအတိညာကိုတော့ဒီအကြောင်းအရာလေးတွေကတမျိုးတမီဖြစ်ပေါ်သွားနေစေတော့မဲ့ပေါ့ဒါကြောင့်ဘယ်ချိန်မဲနားထောင်နားထောင်မယိုးနိုင်တဲ့တရားစကားလေးတွေလို့လည်းဆိုရင်နော်အထူးသဖြင့် ီဘိက္ခုနီမာရီရဲ့အကြောင်းကိုပြောခြင်းရဲ့ရည်ရွယ်ချက်တစ်ခုကနေရာတရားအထုတ်ကြတယ်ဆိုတာများသောအဖြစ်တက္ကမကြီးတွေပဲများတယ်เนาะတက္ကမကြီးတွေကယောဂီတရားမှ10ရောက်တောင်ရှိဖို့မလွယ်ဘူးပေါ့ဒီမှာအခုတက္ကမကြီးတွေအယောက်20လောက်ရှိတယ်ဆိုတာဒါတော်တော်ကိုများတဲ့ကဏ္ဍပေါ့เนาะတက္ကမကြီးတွေများတဲ့တရားအထုတ်ကြတဲ့ပုံကိုယ်တွေထဲမှာ ဘိက္ခုနီတွေရဲ့အကြောင်းကိုပြောရတာလည်းပဲတမျိုးအဖြစ်တက္ကမကြီးတွေအတွက်အားဖြစ်စရာရှိနိုင်ကောင်းရဲ့လို့ဒီလိုလည်းပဲတွေးမိတယ်ပေါ့နော်။ဒါကြောင့်ဝစီတာဘိက္ခုနီမရဲ့အကြောင်းကိုအရင်ပြောကြည့်ရအောင်။ရသော်ဘုရားလက်ထက်ကဝစီတာဘိက္ခုနီဆိုပြီးတော့ညာအလွန်တမြက်တဲ့ဘိက္ခုနီမတစ်ပါးရှိတယ်။ပြောရရင်သူကယန္တာဖြစ်ပြီးသားပါပဲ။ စီရအစိမ့်သွားကဲ့သို့ထမြက်တဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်လို့ဒီလိုလည်းပဲဆိုနိုင်တယ်။တနေ့တော့အဲ့ဒီဘိက္ခုနီမကနော်ဇေတဝန်ကျောင်းတဲ့မင်းကြီးမွေးမှာရှိတဲ့တောအုပ်ထဲမှာတရားဘာဝနာကိုနှလုံးသွင်းပြီးတော့အေးအေးချမ်းချမ်းတည်ရင်သုံးပြီးတော့နေတယ်။အဲ့ဒီအချိန်မှာ မြတ်စွာဘုရားနဲ့မြတ်စွာဘုရားရဲ့အစုံးမကိုလိုက်နာကြတဲ့ပုံကိုယ်တွေကိုအမြဲတမ်းလိုလိုနှောင့်ယှက်နေတဲ့အန္တရာယ်ပေးနေတဲ့မန္နတ်ဆိုတာရှိရနော်ဒါတချို့ကလည်းပဲမန္နတ်ကိုကိလေသာတရားကိုမန္နတ်လို့ပြောတာတကယ်နော်ဝတ္တဝတိနတ်ပြည်ကမန္နတ်ဆိုတာရှိတာမဟုတ်ဘူးလို့တချို့ကလည်းပဲဒီလိုလွယ်လွယ်မှားမှားပြောကြဆိုကြတဲ့ပုံကိုယ်တွေလည်းရှိသေးတယ်မန္ငါမန္နတ်ဆိုတာရှိတယ်နော်ဝတ္တဝတိနတ်ပြည်ကမန္နတ်ဆိုတာတကယ်ရှိတယ် အဲ့မန္ကရောက်လာပြီတော့အဲ့ဒီဝဇိတာဘိက္ခုနီမှာဟိုကြောက်ရွံ့သွားအောင်တနည်းအားဖြင့်စိတ်အနှောက်ယှက်ဖြစ်ပြီးတော့တော့ဒီနေရာကနေထသွားအောင်အနှောက်ယှက်ပြီးတဲ့သဘောအနေနဲ့ကာထာတစ်ပုဒ်လာပြီးတော့ရွတ်တယ်တဲ့အဲ့ဒီမန္ကကေနာယံတကတောတတောကုဝံတတတကာရကောကုဝံတတောတပုပ္ပံနောကုဝံတတောနိရောဇတိတဲ့အဘိဓေကဘာပြောလဲဆိုတော့ ကေနာယံပကတောတတ္တောဟောဒီတတ္တဝါဆိုတာကိုဘသူကလှုပ်ထားတာလေတဲ့ဒီတတ္တဝါကိုဘသူလှုပ်အပ်တယ်လေကေနအဘေသူဒီအယံတတ္တောဟောဒီတတ္တဝါကိုပကတောပြုလှုပ်အပ်တယ်လေတဲ့ကုဝံတတ္တတကာရကောတတ္တတဟောဒီတတ္တဝါကိုကာရကောပြုလှုပ်ထားပြုလှုပ်တတ်တဲ့ပုဂ္ဂိုလ်ဟာကုဝံမဇူလေတဲ့အဲ့ဒီတတ္တဝါကိုဘသူလှုပ်ထားတာတော့လို့ပြောတာ ကုဝံတတောသမုပ္ပန္နောကုဝံတတောဒီလိုစတိဘာကြောင့်ဒီတတ္တဝါကဖြစ်လာတာလဲဘာကြောင့်ဒီတတ္တဝါကချုပ်ပြောက်သွားတာလဲနော်အလွန်လေးတဲ့မေးခွန်းလို့လည်းဆိုနိုင်မှာနော်ဒီနေမှာသတိထားเสียရတခုကတတ္တဝါဆိုတဲ့စကလုံးကိုသူအကုန်သုံးသွားတယ်ဘာကြောင့်တတ္တဝါဆိုတာဖြစ်နေတာတော့ဘာကြောင့်တတ္တဝါဆိုတာချုပ်သွားတာတော့ဒီတတ္တဝါကိုဘယ်သူကလှုပ်ထားတာတော့ အဲ့လိုမေးတဲ့အခါကျတော့ဝိဇိတာဘိက္ခုနီမကဂါထာ၃ပုဒ်ရွတ်ဆိုပြီးတော့မန္တရဲ့အမေကိုပြန်လဲတုံ့ပြန်တယ်။ကိဉ္ဓုတတောတိပစ္စေတိမာရဒိဋ္ဌိကတံနုတေသုဒ္ဓသင်္ခါရပုံစောယံနယိတတတ္တုပလဘတိမနာတဲ့ဘယ်အရာကိုတတ္တဝါလို့သင်္ခါယုံကြည်နေတာလဲတဲ့ကိဉ္ဓုတတောတိပစ္စေတိ ဘယ်အရာကြီးကိုတတ္တဝါလို့သိစိတ်ထဲကယုံကြည်နေတာလေတဲ့ထင်းနေတာလေတဲ့ဒိဋ္ဌိကတန်တုတေဘယ်အရာရဲ့ပုံမှာမှားယွင်းတဲ့အယူအဆကြီးဖြစ်နေတာလေတဲ့ဘာကြီးကိုသင်ကတတ္တဝါလို့ထင်းနေတာတုံးလို့မေးလိုက်တာသူကတတ္တဝါဆိုတဲ့စကားနဲ့ကိုင်းပြီးတော့ပြောတာဆိုတော့သူ့ကိုအဲ့လိုပဲပြန်တုံ့ပြန်လိုက်တာဘယ်အရာကိုသင်ကတတ္တဝါလို့ထင်းနေတာတုံးတဲ့ဒါကို तू ကစာလို့ဘယ်လိုလေးပြောရရင် ဘယ်ယာကြီးကိုတတ်တော်လို့တင်းစီထဲမှာယုံကြည်နေတာတုံးတဲ့တကယ်ဆိုလို့ရှိရင်နေရတာတတ်တူပါလက်ပတိတတ်တော်ဆိုတာပရမတ္ထအဖြစ်ထင်ရှားမရနိုင်မှုမရှိဘူးတဲ့တတ်တော်ဆိုတာမရှိဘူးတဲ့ဘာတွေပဲရှိနေတုံးဘာတွေပဲဖြစ်နေတုံးဆိုရင်သုဒ္ဓတင်္ခါရပုံစောရံဒီစကားလေးကအရင်သဘောကြားတယ်အကောင်သုဒ္ဓတင်္ခါရပုံစောရံတတ်တတ်သောတင်္ခါရတို့ရဲ့အစုအပုံကြီးပါတဲ့တတ်တော်ဆိုတာ ပမထအဖြစ်ထင်ရှာမရှိဘူးတဲ့မရအပ်ဘူးတဲ့တေချာလေးနားထောင်နော်ဘယ်အရာတွေကိုသင်္ကတ္တဝါလို့ယုံကြည်နေတာလဲဘာကြီးရဲ့ပုံမှာသင်ရဲ့အမြင်တွေကမှားနေတာလို့တကယ်ဆိုလို့ရှိရင်တတ္တဝါဆိုတာထင်ရှားမရှိဘူးထင်ရှားဖြစ်နေတာကတက်တက်သင်္ခါရတရားတို့ရဲ့အစုအပုံကြီးပဲတုဒ္ဒသင်္ခါရပုံစောရံဒီစကားလေးကိုပြေချာရလေးနားရဲဆွဲအောင်မှနော် သုဒ္ဓသင်္ခါရပုံစောယံနော်သင်္ခါရဆိုတာအကြောင်းတရားတို့ကြောင့်ဖြစ်နေတဲ့သဘာဝတရားသုဒ္ဓဆိုတာတက်တက်တခြားဘာမှမရောဘူးပေါ့နော်ဆိုလိုတာကသင်္ခါရတရားတက်တက်ရဲ့ပုံစားဆိုတာအစုအပုံကြီးလို့ပြောတာဟုတ်လားအဲ့ဒါသူ့ရဲ့စကားကိုပိတ္တပေါင်းတော်အောင်တို့ဘာမှနားမလဲကြတော့မရှိဘူးနော်ဘာကိုဘယ်အရာကြီးရဲ့ပုံမှာသင်္ခါရဒါကြီးကတော့တတ္တဝါကြီးပဲလို့သိစိတ်တွေက ယုံကြည်နေတာတော့တကယ်ရှင်တဲ့တတ္တဝါဆိုတာပရမတ္ထအဖြစ်တင်ရှားမရှိဘူးတကယ်ဖြစ်နေတာကအကြောင်းတရားတို့ရောက်ဖြစ်ပေါ်နေတဲ့သဘာဝတရားတက်တဲ့ရဲ့အစုအပုံကြီးတာတကယ်ဖြစ်နေတာအဲ့လိုလေးပြောတာနော်အဲ့ဒါကို तू ကပို့ပြီးတော့နားလေအောင်ဥပမာပေးပြီးတော့ပြောတယ်ယထာဟိအင်္ဂတံပါတော်ဟောတိတတောရထောဣတိဧဝခန္တိသူတတ္တိသူဟောတိတတောတိသမုတ္တိ ပမာနဲ့ပြောရမယ်ဆိုလို့ရှိရင်အင်္ဂတံပါရာအင်္ဂအစိပိုင်းတွေစုထားလိုက်တဲ့အခါမှာဟောတိတတော်ရထောဣတိယထာဆိုတဲ့နာမည်ဟာဖြစ်ပေါ်လာ၏တဲ့အဲ့ဆိုဘုရားလက်ထက်ကမြင်းတို့နဲ့ဆွဲတဲ့မြင်းယထာဆိုတာရှိတယ်ဗျာအခုလည်းရှိတာပါပဲအဲ့ဒီယထာဆိုတာအင်္ဂအစိပိုင်းတွေရဲ့အစုအဝေးပဲနော်ဘိန်းတစ်ဘိန်းရှိမယ်ဝင်ရိုးရှိမယ် ယထာတန်ရှိမဲ့ရှေ့ကမြင်းဆွဲမဲ့နေရာကနော်တဘိုးတုံးလိုနေရာမျိုးသုံးမဟုတ်နော်အင်္ဂါစိပိုင်းတစ်ခုခုရှိနေမဲ့လက်ရန်တွေရှိမဲ့ပေါ်ကအမိုးတွေရှိမဲ့အကာတွေရှိမဲ့အခင်းတွေရှိမဲ့တခုရင်းကိုတည်တည်ချာချာတွက်ကြည့်မယ်ဆိုရင်အင်္ဂါအစိပိုင်းတစ်ခုစီရဲ့နာမည်ဟာထင်ရှားတယ်။သို့တော့အဲ့ဒီအင်္ဂါအစိပိုင်းတွေအလုံးစုလိုက်တဲ့အခါကျတော့ယထာဆိုတဲ့နာမည်ရလာလေတယ်။ င်ကအစိပ်ပိုင်းတစ်ခုစီကိုဖြုတ်ပြီးတော့ပုံလိုက်မယ်ဆိုရင်တော့ယထာဆိုတဲ့နာမည်ဟာပျောက်သွားတယ်။ဘိန်းကိုလက်ညှိုးထိုးပြီးတော့ဒါယထာလားလို့မေးရင်ဘိန်းကလည်းတက်တက်သူ့မှာနာမည်ဘိန်းဆိုတဲ့နာမည်ရှိပြီးသား။တပိတတို့နားလည်ပြီးသားပါဟုတ်လား။ယထာတစင်းရဲ့လို့ဖြစ်နေတယ်ဆိုလားလိုအပ်တဲ့အင်္ဂါအစိပ်ပိုင်းတွေပြီးပြီးဆုံးဆုံးစူးစီးမိသွားတာကိုယထာတစင်းလို့ခေါ်တာ။တကယ်အားဖြင့်ယထာဆိုတဲ့သဘာဝတက်တက်ထင်ရှားမရှိဘူး။ အင်္ဂါအစိတ်အပိုင်းတွေရဲ့အစုအဝေးပဲတကယ်ရှိတယ်။ခန္ဓာကိုယ်ကြီးကိုယထာနဲ့ဥမာပေးရနော်။ဒါကနာမရူပပရိစ္ဆေဒညာကိုများစွာရင့်တန်စေမှများစွာရင့်တန်မှုရှိမှဒီစကားကိုပို့ပြီးတော့နားလည်မယ်ပေါ့။တနည်းအားဖြင့်လည်းပဲဒီအကြောင်းအရာလေးတွေကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ်အလွန်တန်ဖိုးကြီးမားတဲ့နာမရူပပရိစ္ဆေဒညာကိုရင့်တန်စေနိုင်တဲ့ပေါ့။ပုဂ္ဂိုလ်တ attva မဟုတ်ဘူး တဘာဝတရားတို့ရဲ့အစုအဝေးကြီးများတာဖြစ်တယ်ဆိုတာလေးကိုပို့ပြီးတော့ရှင်းအောင်သူကယထာနဲ့ဥမာပေးတာအခုခေတ်မျိုးအနေထားမျိုးဆိုရင်တော့ကားနဲ့ဥမာပေးလေရနိုင်ကောင်းတယ်ပေါ့ကားဆိုတဲ့အရာကိုအင်္ဂါစိပိုင်းတစ်ခုစီတစစီဝက်ဥလေးတွေနှက်လေးတွေကစဝါယာကျိုးလေးတွေကစတစစီတစစီအကုန်လုံးရှုပ်လိုက်မယ်ဆိုလို့ရှိရင်ကားဆိုတဲ့နာမည်ကပျောက်သွားတယ်စဉ်းစားနော် ကုန်လုံးဟာသူ့နာမည်နဲ့သူအသီးသီးရှိနေတယ်။နောက်တစ်ချက်စဉ်းစားတရကောင်းတာကဒီကားဆိုတဲ့ဥစ္စာကလိုအပ်တဲ့အင်္ဂါအစိတ်ပိုင်းတွေအကုန်လုံးစူးစီးမိမှဟောပြေးနိုင်တယ်နောက်ဆုံးနိုင်တယ်သွားနိုင်တယ်လာနိုင်တယ်ဆိုတဲ့အစွမ်းတတ္တိကပေါ်လာတာတစ်ခုစီတစ်ခုစီခွဲခြားထားမယ်ဆိုလို့ရှိရင်ကားရဲ့အစွမ်းတတ္တိဟာမရှိဘူးဟုတ်တယ်မဟုတ်လား အဲ့လိုပဲဒီခန္ဓာကိုယ်ကြီးကဒီခန္ဓာ၅ပါးကလည်းပဲအကုန်လုံးစနစ်တကျစုစည်းနေမှသာတယ်သူ့ရဲ့စွန့်ရည်တတိကထွက်လာတာပြုံနိုင်တာရှုနိုင်တာလုံနိုင်တာကိုင်နိုင်တာတွေးနိုင်တာကြံနိုင်တာ